AP ရဲ့ headquarter မှာ Korea Land ကိုပထမဆုံးလွှင့်ပေးခဲ့ရတယ်။ J-Hope ရဲ့ Watch Collection အကြံစာ။ဟယ်လိုဘာလို့ဝင်လာခင်ဗျာ။ကျွန်တော်တို့အရင်ဘက်က celebrity content အောက်မှာတောင်းတာများတယ်။ BTS J-Hope ရဲ့ကျွန်တော် Watch Collection ကိုကျွန်တော်ပြပြပြောပါရခင်ဗျာ။ပထမဆုံးပေါ့နော် J-Hope ကသူ idol မဖြစ်ခင်မှာသူ street dance crew တစ်ခုဖြစ်တဲ့ Neuron ဆိုတဲ့ dance crew ကနေလာခဲ့တယ်။ပြီးတော့ BTS group နဲ့ရောက်တဲ့ချိန်မှာ songwriter, choreographer အကထွေနေလူပြီးတော့ rapper ပေါ့နော်။ပြီးတော့ပေါ့နော်2025မှာ AP ရဲ့ headquarter ကိုသူသွားလည်တဲ့ချိန်မှာပေါ့နော်။ AP ရဲ့ Switzerland မှာရှိတဲ့ AP ရဲ့ headquarter ကိုရီးယားအလံကိုလွင့်ပေးရတဲ့အထိကိုတော့တော်တော်ကို influence တော်တော်ကြီးရလို့ဖြစ်ပါလိမ့်မယ်။အခုပေါ့နော် Holy Trinity နိုင်လောကရဲ့ Holy Trinity ဆရာကြီးသုံးစုထဲမှာတဆူဖြစ်တဲ့ AP ရဲ့ headquarter မှာပထမဆုံးအလံလွင့်ပေးခဲ့ရတဲ့ J-Hope ရဲ့ watch collection ကိုကျွန်တော်ဆက်ပြောဖြစ်ပါလိမ့်မယ်။ပထမဆုံးအလောပေါ့နော်ဒီ AP ကို Frosted Gold နဲ့တော်တော်မိုက်တယ်မှုံမှုံလေးနဲ့တော်တော်ကျွန်တော်ပြန်မှမြင်ငယ်ဘူးတော့ကျွန်တော်အရှိတ်ဗီဒီယိုနဲ့ပြခဲ့ပေးတော့အဲ့ Frosted တော်တော်လေးကိုလှပါတယ်74450 BA ဖြစ်ပြီးမှအဲ့ဒါတော့ဒေါ်လာ1000ကျော်ပြန်မှငွေဆိုသိန်း400တော့ရှိတာဖြစ်ပါလိမ့်မယ်။ဒီဒုတိယလုံးကပေါ့နော်ဒီအဲ့လေတော်တော်မိုက်တယ်ပေါ့နော်ဒီ APA double balance ဆိုပြီးပေါ့နော် open walk နောက်က skeleton တော်တော်လေးကိုမိုက်ပါတယ်154 07SD ဖြစ်ပါတယ်အဲ့ဒါကတော့ဒေါ်လာ2သိန်းမြန်မာငွေဆို3900လောက်ကျတာဖြစ်ပါတယ်ခင်ဗျာဒီတတိယလုံးကတော့ခုန steel လို့မျိုးပဲ double balance ဆိုပြီးကိုသူကအဲ့ဒါကို ceramic နဲ့လုပ်တာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကတော့154 16CE ဖြစ်ပါတယ်အဲ့ဒါကတော့ဒေါ်လာ2သိန်း3000မြန်မာငွေဆိုသိန်းပေါင်း11000လောက်ကျတာဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးတစ်လုံးကပေါ့နော်အကျဉ်းဆုံးပေါ့နော်ကျွန်တော်အကြိုက်ဆုံးပေါ့နော် AP နဲ့ cost နဲ့ collaboration ဖြစ်ပါတယ်အဲ့ဒါကတော့ဒေါ်လာ5သိန်းမြန်မာငွေဆိုသိန်းပေါင်း22000ဝန်းကျင်လောက်ရှိတာဖြစ်ပါတယ်ခင်ဗျာဒီနေ့ပေါ့နော်အရင်ဘက်ကတောင်းတာများတဲ့ BDS J ဟုတ်ပြ Watch Collection ကိုကျွန်တော်ပြောပြတာပြောပါရခင်ဗျာနောက်ပတ်မှာလည်း Best Celebrity အကြောင်းကိုပြောရမလဲဆိုတော့ဟို comment မေးကြပါဦးခင်ဗျာနောက်နေ့မှလည်းကျွန်တော် data account နဲ့ collection နဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ